ဒီကနေ့မှာရရှိထားတဲ့ပြည်တွင်းမိုးလေဝသအခြေအနေတွေကိုတင်ပြပေးပါမယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာမုတ်တုံလီအားကောင်းရာမှာအားအလွန်ကောင်းနေပြီးကြံဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလီအားအထင်တင်မှာအားကောင်းနေပါတယ်။ ဒီကနေ့မော်တဲ့ချိန်ဒီခက်မှန်းချက်အနေနဲ့ကတော့နေပြည်တော်မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးကယားပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာစိစိနဲ့ကြံတိုင်းဒေသကြီးနယ်ပြည်နယ်တွေမှာနေရာအနှံ့ပြားမှုထစ်ချုံရပြီးရန်ကုန်တိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်တို့မှာနေရာကွက်ပြီးမူကြီးနိုင်ပါတယ်ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာမိုးတိမ်တောင်များဖြစ်တွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေ့လျားရနေရာများမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပြစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ချိုးတင်ကြေပြုတ်နိုင်မှရန်အကြံပြုထားပါတယ်။ မြမပင်လည်းပင်အခြေအနေကတော့မြို့ဝကျုံးပေါ်မုဒ္ဓမာကွေမွန်တနင်္သာရီကံရိုတန်တက်ဆောင်နေကံလွန်ပင်လည်းပင်တို့မှာရံဖန်ရံခါမုတက်လေပင်များချရောက်ပြီးလိုင်းကြီးနိုင်ပါတယ်မုတက်လေပင်ချစဉ်ရေပင်မေပင်လေးဟာတနအီကို35မိုင်အထိတိုက်ခတ်နိုင်ပါတယ်လိုင်းအမြင့်မှာမြို့ဝကျုံးပေါ်မုဒ္ဓမာကွေမွန်တနင်္သာရီကံရိုတန်တက်ဆောင်နေကံလွန်ပင်လည်းပင်တို့မှာကိုဖိမာဆက်နက်ပီကံရှိနိုင်ပါတယ် ရခိုင်ကမ်းရိုးတန်းတခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတည်းရန်မူတက်လေပင်များကြာရောက်ပြီးလိုင်းကြီးနိုင်ပါတယ်။မူတက်လေပင်ချစဉ်ရေပင်မြေပင်လေဟာတနအီကိုမိုင်30အထိတိုက်ခတ်နိုင်ပါတယ်။လိုင်းအမြင့်မှာရခိုင်ကမ်းရိုးတန်းတခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာရှစ်ပေမှဆယ်ပေခန့်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခန့်မှန်းချက်အနေနဲ့ကတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးထည့်ချုံပြီးနေရာခွက်ခါမိုးကြီးနိုင်ပါတယ်။ နေပြည်တော်နဲ့မန္တလေးမြို့တို့အနီးတွားအတွက်ဒီကနေ့မွန်းတက်ချိန်ဒီအခက်မှန်းချက်အနေနဲ့ကတော့နေရာကွက်ကြားမုတ်ထစ်ချုံရနိုင်ပါတယ်။ရွာရံရံနှုံးပြည့်ဖြစ်ပါတယ်။ရန်ကုန်မြို့နဲ့အနီးတွားအတွက်ဒီကနေ့မွန်းတက်ချိန်ဒီအခက်မှန်းချက်အနေနဲ့ကတော့မုတ်တချိန်နဲ့ချိန်ထစ်ချုံရနိုင်ပါတယ်။ရွာရံရံနှုံးပြည့်ဖြစ်ပါတယ်ရှင်။